။ PMB ကြီးရှုနေကြတဲ့ပရိသတ်များအလုံးပဲမင်္ဂလာညချမ်းပါရှင်။ဒီကနေ့ရောအော်တိုဘားလ29ရက်နေ့ PMB ရဲ့ညကင်းသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရရှင်။ကျွန်မကတော့နှင်းထုမှာဒီကနေ့အစီအစဉ်မှာတော့တရုတ်ဈာဝင်မှုဖြင့် TNL နဲ့အပြည့်ရပြီးမိုးကုတ်နဲ့မိုးမိုက်ကိုလစ်လွတ်လိုက်ရတဲ့ဆိုတဲ့သတင်းစစ်တပ်ရွေးကောက်ပွဲကိုလက်ခံလိုက်တာဟာပြည်သူလူထုရဲ့ဆန္ဒကိုပြစ်ပယ်လိုက်တယ်လို့ NLD ထုတ်ပြန်တဲ့သတင်း ရှားရှိဘိမ်းမှာမြေရှားနေရွှေတိုးချက်ဒုဖော်မှုနောက်ွယ်မှာတရုတ်ကုမ္ပဏီရှိနေတယ်လို့ SHRF ကထုတ်ပြန်လိုက်တဲ့သတင်းစစ်တဝါရဖျားစကားတွေနဲ့ဒေါ်လာရေးကိုပုံဖြစ်နေတဲ့အမှုပညာရှင်တွေကိုပြင်းထန်စွာရေးယူဆောင်ရွက်သွားမယ်လို့ရန်ကုန် UC ရဲ့အဖွဲ့ငါးဖွဲ့ကထုတ်ပြန်လိုက်တဲ့သတင်းကလစီပြင်ပမှာအသိရှင်ဖို့အခြားသောတပ်ပစ္စည်းတွေတွေ့ရှိတယ်ဆိုတဲ့သတင်း စစ်တပ်ကကျူးလွန်နေတဲ့စီးရဆူးမှုတွေအတွက်ကျူးလွန်သူတွေရဲ့ကိုယ်ရဲ့ချက်လက်တွေကိုစုဆုံးနေတယ်လို့ WHO တပင်ကထုတ်ပြန်လိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ပထမဆုံးမှာတော့တရုတ်ကြောင်းဝင်မှုဖြင့် TNLA နဲ့အပြည့်ခတ်ရဆဲပြီးမိုးကုံနဲ့မိုးမိုက်ကိုလက်လှူလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ဒီသတင်းကိုတော့ကိုဖုံးမောင်ကဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ တက်တုံညာနေခွန်ဆစ်စင်ကြီးကိုစတင်ရမှာပါဝင်ခဲ့တဲ့မြောက်ပိုင်းညီတော်မဟာမိတ်၃ဘွဲ့တွေကတအောင်မျိုးသားလွတ်မြောက်ရေးတက်မတော် TNL ဟာတရုတ်ရဲ့ဂျာဝယ်မှုကြောင့်စစ်တပ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးမိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့ကနေပြန်လည်ဆုတ်ခွာမယ်လို့ဒီကနေ့အော်တိုဘာလ29ရက်နေ့မှာ ထုတ်ပြန်လာပါတယ်ထုတ်ပြန်ချက်အတွင်းမှာတော့တောင်အမျိုးသားလွတ်မြောက်ရေးတက်မတော် TNL ထိန်းချုပ်ထားတဲ့မိုးကုတ်နဲ့မိုးမိတ်မြို့ကနေပြန်လည်ဆုတ်ခွာပြီးမှဖြစ်ပြီး မြန်မာစစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများ ထိုးစစ်ဆင်တိုက်ခိုက်မှုများမဟုတ်ပဲနှစ်ဖက်တည်းများရောက်ရှိနေတဲ့နေရာမှာရပ်တန့်ထားပြီးအပြစ်ခက်ရက်စဲမယ်လို့ထုတ်ပြန်ထားပါတယ်ထုတ်ပြန်ချက်မှာပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF PNL မှဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြားဦးဆောင်တဲ့ကိုစလဲဖွဲ့နဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ NSPNC ကိုစလဲဖွဲ့ရောတရုတ်နိုင်ငံအထူးကိုစလဲမစ္စတာတက်ရှိချင်းရဲ့ ဂျားဝင်ညှိနှိုင်းမှုဖြင့်ကိုးချိန်မြောက်တွေ့ဆုံဆွေးနွေးပွဲကိုတရုတ်နိုင်ငံကုမင်းမျိုး၌2025ခုနှစ်အောက်တိုဘာလ28ရက်နေ့နဲ့28ရက်တို့မှာပြုလုပ်ကျင်းပပြီးစီးခဲ့ပါတယ်။တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ရဲ့ဂျားဝင်စစ်ဆေးညှိနှိုင်းမှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်ခဲ့ပြီးသဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့မှာတောင်းတများပြန်လည်ဆုတ်ခွာမိဖြစ်ပြီးတောင်းဒေသကိုလည်းမြန်မာစစ်တပ်မှ လေရင်ဖြင့်ပုံကျဲခြင်း ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုဘဲ2025ခုနှစ်အောက်တိုဘာလ29ရက်12နာရီအချိန်မှစတင်၍နှစ်ဖက်ရောက်ရှိတဲ့နေရာများမှာတက်မြဲရက်တန်ကအပြန်အလှန်ပြစ်ခတ်ရက်စဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြကြောင်းသတင်းထုတ်ပြန်အပ်ပါတယ်ဆိုပြီးတွေ့ရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြန်မာစစ်တပ်က PNL ထိန်းချုပ်ထားတဲ့မြို့တွေကို လေကြောင်းတိုက်ခိုက်မှုများမြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုများလှုပ်ဆောင်ပြီးနောင်ချိုကြောက်မဲ့ တီဘောမျိုးတွေကိုလည်းပြန်လည်သိမ့်ပိုက်နိုင်ခဲ့ပါတယ်။တစ်စုံညာနှစ်ခွန်စစ်စင်ရေးစတင်ပြီးတဲ့နောက်ပိုင်းမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘက်ကမျိုးပေါင်း53မျိုးနယ်ကိုသိမ့်ပိုက်နိုင်ခဲ့ပြီး TNL ထိန်းချုပ်ထားတဲ့နောင်ချိုကြောက်မဲတီဘောနဲ့ MNDA ထိန်းချုပ်ထားတဲ့လာရှိုးမျိုးတွေကိုမြန်မာစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။အခုတော့ TNL ကမိုးကုန်းနဲ့မိုးမိတ်မျိုးကနေပြန်လည်ဆုတ်ခွာဖို့သဘောတူညီလိုက်တာကြောင့် 43မြို့နယ်ကနေပြန်လည်လက်လွတ်ခဲ့ရတဲ့မြို့6မြို့ထိရှိလာပြီဖြစ်ပါတယ်။တောင်မြို့သားလွတ်မြောက်ရေးတပ်မတော် TNL အနေနဲ့မြို့ပေါင်း6မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးအဲ့ဒီထဲကနောင်ချူ၊ကြောက်မဲ၊တီဘော၊မိုးကုံနဲ့မိုးကုံနဲ့မိုးမိတ်9မြို့ထိကိုမြမစစ်တပ်ကိုပြန်လည်ပေးလိုက်ရပြီဖြစ်ပါတယ်။အခုတော့စစ်တပ်ရွေးကောက်ပွဲကိုလက်ခံလိုက်တာဟာပြည်သူလူထုရဲ့ဆန္ဒကိုပယ်ပြစ်လိုက်တာဖြစ်တယ်လို့ NLD ကထုတ်ပြန်တဲ့သတင်းကို တင်ဆက်ပေးသွားပါမယ်ရှင်။စစ်ကော်မရှင်ရဲ့အထူးအရွန်ရွေးကော်ပွဲကိုနိုင်ငံတကာအနေနဲ့အတိအမှတ်ပြုလက်မခံဖို့ပူးပေါင်းမှုမပြုဖို့နဲ့စီအိုဆူရဲ့ရွေးကော်ပွဲကိုအတိအမှတ်ပြုတာဟာပြည်သူလူထုရဲ့ဆန္ဒကိုပြစ်ပယ်လိုက်တာဖြစ်တယ်လို့ NLD ကထုတ်ပြန်ပါတယ်။ အော်တိုဘာ28ရက်ကထုတ်ပြန်လိုက်တာဖြစ်ပြီးစစ်ကော်မရှင်တပ်ကကျင်းပဖို့စီစီနေတဲ့ရွေးကောက်ပွဲရဲ့အားနည်းချက်၅ချက်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကထောက်ပြထားပါသေးတယ်။ကုလသမဂ္ဂရဲ့နိုင်ငံတကာသဘောတူစာချုပ်မှာပြည်သူ့ရေးရနှင့်နိုင်ငံအခွင့်အရေးများဆိုင်ရာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ICCPR ရဲ့အပိတ်25ကလည်းရွေးကောက်ပွဲကျင်းပရာမှာလူလတ်စွာစီယုံလှည့်လည်ခွင့်လူလတ်စွာသွာလာလှုပ်ရှားခွင့် ုလစွာနိုင်ငံရေးဆန္ဒထုတ်ဖော်ခွင့်တံပြားဆွဆွဲချင်းမခံရဘဲရွေးချယ်မှုတစ်ခုကိုထောက်ခံကြုံပြောဆိုခွင့်ချင်းချော့တာဒါမှမဟုတ်ပြည်ထောင်ခံရမယ့်ပြီးကိုကြောယူနာမရှိဘဲနိုင်ငံရေးဆိုင်ရာရွေးချယ်မှုတွေပြုလုပ်နေတာလို့ပါဝင်ပါတယ်။ဒါအပြင်ရွေးကောက်ပွဲမှာလူလဆွာဆန္ဒပေါ်ထုတ်ခွင့်စီယုံခွင့်နိုင်ငံရေးလှုပ်ရှားခွင့်တွေလုံးဝမရှိဘဲနိုင်ငံတဝန်ပရိပခတွေဖြစ်နေချိန်မှာရွေးကောက်ပွဲကျင်းပတာနိုင်ငံဧရိယာရဲ့သုံးပုံတပုံခန့်မှာပဲကျင်းပနေတာ တပြိုင်တည်းမဟုတ်ဘဲနေရတီတနဲ့အချိန်ပိန်းချခြင်းပါတာရွေးကော်ပွဲပထမပိန်းအရာ ပေါ်ပေါ်လာမဲ့လှတော်မှာရွေးကော်ခံမဟုတ်တဲ့စိတ္တကိုစလဲရီထွေကျော်ပါဝင်နေတာဟာပြည်သူကိုစားပြုတ်မရှိနိုင်တာတို့ကိုထောက်ပြထားပါတယ် NLD ကနိုင်ငံတကာအစိုးရအနေနဲ့မြန်မာပြည်သူတွေရဲ့ဆန္ဒမှန်ကိုလေးစားအသိမှတ်ပြုဖို့ရွေးကော်ပွဲအတွင်းဤပညာထောက်ပံ့တွေငွေကြေးဆရာကူညီတွေပေးအပ်တာမပြုဖို့ရွေးကော်ပွဲလေးလာသူတွေကိုဆေးလွှတ်တာမပြုဖို့တွန်းဆိုထားပါတယ်။ ။ဒါအပြင်စီအုပ်စုကျင်းပမဲ့ရွေးကောက်ပွဲဟာတရားမဝင်ကြောင်းနိုင်ငံတကာကအသိအမှတ်မပြုကြောင်းပူတွဲကြေညာချက်ထုတ်ပြန်ဖို့ရွေးကောက်ပွဲရလကိုအသိအမှတ်ပြုတာတွေမလုပ်ဖို့နဲ့ရွေးကောက်ပွဲနဲ့အတူပေါ်ထွန်းလာမဲ့အဖွဲ့အသည့်နဲ့ပူးပေါင်းဆောင်ရွက်တာမပြုဖို့ထောက်ပံ့ကူညီကြတာတွေမပေးဘဲပိတ်ဆို့ရေးယူတာတွေဆက်လက်ထားဖို့ကိုလည်း NLD ကနိုင်ငံတကာကိုတွန်းဆိုထားပါသေးတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်းပြည်သူနှင့်အတူယက်တီပြီးဒီမိုကရေစီအခွင့်အရေးကိုအခြေခံတဲ့ Federal ပြည်ထောင်စုတည်ဆောက်နိုင်ဖို့တန်းတူညီမျှမှုနဲ့လူထုစံတာကိုအခြေခံပြီးဒေတာတွင်းအင်အားစုတွေနဲ့အတူပူးပေါင်းဆောင်ရွက်က Federal Unit တွေကြားဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေဒါမှမဟုတ်ဂျာကာလာအစီအမံများရေးဆွဲကွန်ထေပေါ်နေပြီးဖြစ်ကြောင်းလည်းအတိအပြေပြောကြားထားပါတယ်ရှင်အခုဆက်လက်ပြီးရှာအွှေကမြေရှာနေရွှေတိုးချဲ့တူးဖော်မှုနောက်ွယ်မှာ တရုတ်ကုမ္ပဏီရှိနေတယ်လို့ SHRF ကထုတ်ပြန်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ရှမ်းပြည်နယ်အရှေ့ပိုင်းမင်းဆမြုပ်နယ်တော်ပိုင်းမင်းယူဒေသရှိနန်းခုတ်မြို့တချို့မှာမြေရှားနေရွှေတပ်တုတွင်တွေတိုးချဲ့လာပြီးအဲ့ဒီတပ်တုတွင်တွေကိုတရုတ်အစိုးရကြောထွန်တော့ခံပြုတဲ့ China Investment Mining Company ကလော့ကိန်လဲပနေတာလို့ရှမ်းလူခွင့်ရေးမှတင် SHRF ကဖော်ထုတ်လိုက်ပါတယ်။အော်တိုဘာ28ရက်ကထုတ်ပြန်လိုက်တာဖြစ်ပြီးနန်းခုတ်မြို့တချို့မြေရှားတပ်တုတွင်တွေနဲ့ အတိကရွှေတူဖော်ရေးလုပ်ငန်းနှမျိုးစလုံးကိုလုတ်ကိန်နေတာဟာ China Investment Mining Company ဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီကုမ္ပဏီဟာလာအိုနိုင်ငံမြောက်ပိုင်းမှာလည်းမြေရှားတပ်တုဒုဖော်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေတယ်လို့ SHRF ကအတွင်းပိုင်းသတင်းရင်းမြစ်တွေကကိုးကားပြီးပြောပါတယ်။မိန်ဆက်မြို့နယ်အရှိပိုင်းရှိမန်ယူဒေသကိုဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ CEO စုရကပူးတွဲထိ ंछ ုတ်ထားရာတတ်တွတွင်းတွေလည်းပတ်နိုင်ဖို့အတွက်အဖွဲ့အစည်းနှစ်ခုစလုံးစီကနေခွင့်ပြုချက်ရယူဖို့လိုအပ်တယ်လို့လည်းထောက်ပြထားပါသေးတယ်။ပြီးခဲ့တဲ့အော်တိုဘာ14ရက်ကရေကူးခဲ့တဲ့ဂျိုတူတပ်ပုံတွေအရအထင်ရှားဆုံးပြောလဲမှုအဖြစ်ထိုင်းနိုင်ငံကကီလိုမီတာ30กว่าရှိမြေအထက်ပိုင်းထွေတတူတူဖော်ရေး area မှာတီတော်ဖုံလွှမ်းတဲ့တွန်ဆွန်တွေကိုကုတ်ချီတူဖော်ပြီးလမ်းအသစ်တွေနဲ့တတူတွင်းတွေကိုကိုရစ်တပွဲတိုးချစ်ထားတာကိုတွေ့ရတယ်လို့ SHRF ကပြောပါတယ် ဒါအပြင်မြေရအနော်ဖင်းနဲ့အရှိဖေးတချမ်းရှိမြေချသတ္တုတွင်နှစ်ခုစလုံးမှာလဲတွချဲ့မှုအသည့်တွေတွေ့ရပြီးမြေရှာသတ္တုတွင်နှစ်ခုစလုံးဟာတော်စွန်တွေအတွင်းကိုဓာတုပစ္စည်းပမာဏအများအပြားထိုးသွင်းရတဲ့တဘာဝပအောင်ခြင်းကိုပစ္စည်းစေတဲ့ MC2 လီချင်းနည်းပညာကိုအသုံးပြုနေတာလို့ဖော်ပြထားပါတယ်။နန်းခုံမြစ်ကိုအန်တီရဖြစ်စေတဲ့ညဉ့်ညားနာတွေရှိနေတဲ့ကြားကဒီတတ္တုတွင်နေရာ၃ခုကိုတိုးချဲ့နေတာဟာ နေဆက်နှစ်ဘက်စလုံးရှိလူထုအတိုင်းဝိုင်းပေါ်တည်ရောက်မှုတွေရှိနေတာကြောင့်အလွန်အမင်းစိုးရိမ်စရာကောင်းတယ်လို့ SHRF ကထုတ်ပြန်စစ်မှာဖော်ပြထားပါတယ်။နောက်ခုံမြင့်ရှိရေကိုထရနာပိုင်တွေကအေပီလာမှစတင်ပြီးနှစ်ပတ်တကြိမ်စစ်စစ်လျက်ရှိရာစိန်နဲ့ခဲတပ်ပမာဏဟာပေကင်းလုံခြုံရေးစံနှုန်းတွေထက်ကျော်လွန်နေတာကိုတွေ့ရှိခဲ့ကြောင်းထုတ်ပြန်စစ်မှာဖော်ပြထားပါတယ်ရှင်။စစ်တဝါရဖျက်စကားတွေနဲ့ ဒေါ်လာရေးကိုပုံဖြစ်နေတဲ့အမှုပညာရှင်တွေကို ပြင်းထန်စွာအေးအေးမှုတွေဆောင်ရွက်သွားမယ်လို့ရန်ကုန် UGF အဖွဲ့ငါးဖွဲ့ကထုတ်ပြန်လိုက်တဲ့စရဲသတင်းကိုပြောပြပေးသွားပါမယ်ရှင်။အမှုပညာအမိခံထားတဲ့အကျန်းဖက်စစ်တလက်ကင်တုတ်တွေကိုပြင်းထန်စွာအေးအေးဆောင်ရွက်သွားမယ်လို့ရန်ကုန် UGF အဖွဲ့ငါးဖွဲ့ကအော်တိုဘာ28ရက်နေ့မှာပူတွဲကြညာချက်ထုတ်ပြန်လိုက်ပါတယ်။ယုံကြည်ချက်ကြောင့်ဒေါ်လာနေတဲ့လူငယ်တွေကိုစော်ကားတာလူထုအရေးတော်ပုံကိုပုံဖြစ်ကအမှန်တကယ်စိရဆူးမှုကျွလို့နေတဲ့ လူထုတွေရဲ့သေအိုးအိမ်ကိုမိရှို့တပ်ဖြတ်နေတဲ့စီအုပ်စုဖင်မရာဇဝမှုတွေကိုထပ်မကျူးလွန်အောင်ထောက်ခံပြီးအပိအမြောက်ပြုလုပ်နေတဲ့ဝါရဖြန့်အမှုပညာရှင်တွေကိုပြင်းထန်စွာအေးအေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်တော်လိုင်းမှာပြည်သူတွေကတာဝန်ကျေသလိုရန်ကုန်ယူကြည်တွေအနေနဲ့အညံစာဝါရဖြအမှုပညာရှင်တွေရဲ့အချက်အလက်တွေကိုရရှိထားပြီး လူထုနဲ့ရေးတော်ပုံကိုစော်ကားခဲ့တဲ့သူတို့ရဲ့နှော့ဖြစ်လာမဲ့ကိစ္စရရကိုပြည်သူလူထုတရားစီရင်ခန်းအဖြစ်သတ်မှတ်ပြီးပြင်းပြင်းထန်ထန်စတင်အရေးယူမယ်လို့ဆိုပါတယ်။ဒီလိုအမှုပညာအမိခံစစ်တလက်ကင်တို့တွေဖြစ်တဲ့နေတိုးမြင့်မြနေဝင်းအေးချမွန်ချူလီမေမြင့်မွန်အွန်ခိုင်ငပြောကျော်စတဲ့ဝါတာပြအမှုပညာရှင်တွေကို point ကနဲ့လူမှုရေးပြတံပေးချဖို့ရန်ကုန် UG တွေကပြည်သူလူထုတရားလုံးကိုနိုးစော်ထားပါတယ်။ ဒီလိုပူတွဲတင်ညာချက်ကိုရန်ကုန်အာမီ Top Shero Operation Flying မာသာဆိုးရန်ကုန် Force နဲ့ Broken System တို့ကထုတ်ပြန်လိုက်တာဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်ကသတင်းတပုတ်ကိုလည်းပြောပြပေးသွားပါမယ်ရှင်။ထိုင်းမြန်မာနယ်စပ်ကတုံရက်မြင့်အတွင်းတရရအတွင်းနိုင်ငံခြားသားရုပ်အလွန်လေးလုံးမျောပါလာတယ်လို့ဒေတာအတွင်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ အာနာဒိသိတကကြားဖြငွေလိန်ခြံဝင်းခေခေပောက်ကိုအယွန်ပြဝင်ရောစီးနှင်းခဲ့တယ်လို့ဝါတာဖြမီရီယာတွေကတဆင့်အော်တိုဘာ၁၉ရက်ကဖြန့်ဝေပြီးနောက်ခေခေပောက်ဝင်ထွက်ကိတ်တွေကိုအော်တိုဘာ၂၂ရက်မနေ့စောပိုင်းကဖွင့်ပေးလိုက်တာလို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီနောက်ကြားဖြငွေလိန်ကိန်းမှာလုတ်ကိန်းနေတဲ့သူတွေဟာအမှတ်၁ထိုင်းမြန်မာချစ်ချွေးတရားကတဆင့်တရားဝင်လမ်းကြောင်းနဲ့ ထိန်းနိုင်ငံပိတ်သို့ဝင်ရောက်လာကြပြီးအချို့မှာအမတီတရာအော့ကတရားမဝင်မုံခိုလောင်းကျောင်းတွေကနေထိန်းနိုင်ငံကိုဝင်ရောက်လာခဲ့ကြတာပါ။အော်တိုဝါ25ရက်ကလည်းတောင်ရင်မြစ်ကူကထွက်ပြေးလာတဲ့နိုင်ငံခြားသားနှစ်ဦးရေနှစ်သိမ်းဆုံးခဲ့ပြီးမနေ့ကလည်းမနေ့ပိုင်းမှာကဒလွန်နေ့လယ်ကနှလွန်ညနေကဒလွန်မျောလာတယ်လို့မြဝတီဒေသခံတွေကပြောကြားဒေသတွင်းသတင်းတွေကဖော်ပြထားပါတယ်။အဲ့ဒီရလွန်တွေဟာဘယ်နိုင်ငံသားတွေဆိုတာကိုမသိရသေးသလိုဘာကြောင့်တည်ဆုံးနေဆိုတာကိုလည်းအတိမပြုနိုင်သေးပါဘူး။ ကရင်ပြည်နယ်မြဝတီမြို့နယ်ရှိဝန်လိုင်းငွေလိန်ချောင်းဝန် KK ပတ်ကို KNU ကအကျိုးအမြတ်ရယူကမြေငှားရန်တာတွေလုံခြုံရေးအတွက်အခကြေးငွေယူနေတယ်ဆိုပြီးစစ်ကော်မရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူပိုချုပ်စော်မင်းထွန်းရဲ့ဆူဆွဲချက်ကို KNU ကတည်တည်နေတကွာညှိဆိုကြောင်းထုတ်ပြန်ထားပါသေးတယ်။ဒါအပြင်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့နိုင်ငံဖြတ်ကျော်အစုဖွဲ့မှုခင်းတွေတိုက်ဖြစ်ရေးဆိုင်ရာလုံခြုံရေးကိုထိရောက်စွာကွန်ထေဖော်နိုင်ဖို့အတွက် နိုင်ငံပြကျော်အုပ်စုဖွဲ့မှုခင်းများတိုက်ဖြစ်ရေးဆိုင်ရာလုံခြုံရေးအဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိတယ်လို့မနေ့က NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဘုံလကပြောပါတယ်ရှင်။အခုတော့စစ်တပ်ကကျူးလွန်ခဲ့တဲ့စီးရာဆိုးမှုတွေအတွက်ကျူးလွန်သူတွေရဲ့ကိုယ်ရေးအခြေလက်တွေကိုစုစောင်းနေပြီလို့ WNDN ကထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုဆက်လက်ပြောပြပေးပါဦးမယ်ရှင်။ မြန်မာစစ်တပ်ကကျွလွန်နဲ့ဆေးရဆိုးမှုတွေအတွက်ကျွလွန်သူတွေရဲ့ကိုယ်လေးအချက်လက်တွေကိုစုဆုံးနေတယ်လို့မြန်မာနိုင်ငံလွတ်လပ်သောစုံစားစစ်ဆေးရန်တရားဒဝက်အင်ဒဝက်အင်ပြည်အကြီးအကဲနီကိုလပ်စ်ခွန်ချန်ကပြောဆိုလိုက်ပါတယ်။အော်တိုဘာ28ရက်ကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်တဲ့အကြိမ်80မြောက်ကုလသမဂ္ဂထွေထွေနီလာခံတတိယကော်မတီအစည်းအဝေးမှာပြောကြားခဲ့တာပါ။ အာနာသိစိတ္တဟာဖန်စီထားသူတွေပေါ်ညှိပနှိပ်စက်တာတွေလိန်ပိဆရာကြောင့်ဖြစ်ဖို့အမျိုးမျိုးကျူးလွန်နေတဲ့အထောက်အထားတွေဆူဆွန်ထားပြီးကျူးလွန်သူတွေနဲ့စိတ္တရဲ့တာယဲမှုတွေရဲ့ကိုယ်ရဲ့အချက်လက်တွေကိုလည်းဆူဆွန်ထားတယ်လို့ဆိုပါတယ်။ဒါအပြင်လက်ရှိမြန်မာနိုင်ငံမှာနိုင်ငံတကာရာဇဝတ်မှုတွေမြင့်တက်လာပြီးဒဝဲအိုင်ဒဝဲအင်အနေနဲ့တစ်တေထွတ်ဆိုချက်ပေါ်ချော့ရကျော်အပါဝင် အထောက်အထားရင်းမြစ်1300ကျော်နဲ့ဆက်သွယ်ဆောင်ရွက်ခဲ့တယ်လို့သူကရှင်းပြပါတယ်။နောက်ပိုင်းမှာအာနာသိစိတ္တက လေကျောင်းတက်ခဲတာတွေပုံမလုံးဆောင်လာကစာတင်ကျောင်းတွေဆေးရုံနေအိမ်တွေနဲ့ဘာသာရေးဆောင်အောင်တွေတက်ခဲတာကိုဦးစားပေးစုံစမ်းနေက2019ခုနှစ်ကလည်းရှင်းလင်းစစ်ဆင်ရေးကာလအတွင်းရိုဟင်ဂျာတွေရဲ့ပိန်ဆိုင်မှုတွေကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးတာနဲ့တည်ယူလာတို့ကို CC 300ချက်အစီရင်ခံစာကြီးချုပ်ကိုစက်တင်ဘာလအတွင်းကထုတ်ပြန်ခဲ့ပါတယ်။ဒီအစီရင်ခံစာမှာရိုဟင်ဂျာတွေရဲ့နေအိမ်စီးပွားရေးလုပ်ငန်းနဲ့ဘာသာရေးဆောင်အောင်တွေဖျက်ဆီးခံခဲ့ရပုံနဲ့ ။နေချာဆောင်ရဲတပ်ဖွဲ့အခြေစိတ်စခန်းတွေအစားထိုးတည်ဆော့ထားတာတွေစုံစမ်းစစ်ဆေးနေတယ်လို့ဆိုပါရယ်။မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်တရားကရရှိခဲ့တဲ့အထောက်အထားတွေကိုနိုင်ငံတကာရာစုခုံရုံးမှတရားလိုရှိနေုံအာဂျင်တီးနားဖက်ဒရယ်ရာစုခုံရုံးမှစုံစမ်းစစ်ဆေးရေးတရားသူကြီးတို့ကအသုံးပြုနေပြီးမြန်မာနိုင်ငံကလူမျိုးပြုံးစင်မှုကိုတားဆီးဖို့နှင့်ပြစ်ဒဏ်ချမှတ်ဖို့သဘောတူစာချုပ်ပါတာဝန်ဝတရားတွေကိုပြည့်ကွက်ခဲ့မှုနှင့် ကမ်ဘီယာနိုင်ငံကဆူဆွဲထားတဲ့နိုင်ငံတကာတရားရုံးအမှုမှလည်းအသုံးပြုဖို့အချက်လက်တွေကိုလည်းမျှဝေပေးနေတယ်လို့ပြောပါတယ်စီယာဆိုးမှုအတွက်အသုံးပြုခဲ့တဲ့လင်းနှစ်နဲ့စီရေးသုံးကိရိယာတွေကိုရောင်းချပေးတဲ့လူပတ်ကိုယ်တွေစီးပွားရေးလုပ်ငန်းတွေဟာသိစရာနိုင်ငံရဲ့ဥပဒေတွေကိုချိုးဖောက်နေတာရှိမရှိစုံစမ်းစစ်ဆေးနေတဲ့နိုင်ငံတွေကိုပါ WHO ကပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ်။ 2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုမတိုင်ခင်ကအဲ့ဒီ WN WN ရန်တရားကိုဖွဲ့စည်းတည်ထောင်ခဲ့ပြီးအရင်အမြင့်တွေစီစဉ်ချထားပြီးကလက်ရှိအချိန်မှာစုံစမ်းစစ်ဆေးရမယ့်ရာဇဝမှုအရေးတွေဟာငကိုအထက်အလွန်အလွန်ကြော်နေတယ်လို့ပြောပါတယ်ရှင်။ကြည်ရင်းသတင်းတွေတင်ဆက်လို့ပြီးမှာတော့နိုင်ငံတကာသတင်းတွေဖက်ကိုကြည့်ကြရအောင်ရှင်။နိုင်ငံတကာသတင်းတွေကိုတော့ကိုဖုံးမွန်ကဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဂါဇာမှာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုများ ြန်လည်စတင်ပြီးကလေးငယ်များပါဝင်လူ60ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။အစ္စရေးဝန်ကြီးချုပ်ဘင်ဂျာမင်နေတန်ယာဟုဟာဂါဇာဒေသပေါ်အင်အားကြီးမားတဲ့တိုက်ခိုက်မှုများပြုလုပ်ရန်စစ်တပ်အားမိန့်ပေးပြီးတဲ့နောက်တညတာအတွင်းမှာအစ္စရေးရဲ့တိုက်ခိုက်မှုများကြောင့်ပါလက်စတိုင်းလူမျိုးအနည်းဆုံး60ဦးသေဆုံးခဲ့ရပြီးယင်းတို့နဲ့အများစုမှာကလေးငယ်များဖြစ်ကြောင်းဒေသခံစေယုံရရှိများရဲ့ပြောကြားချက်အရသိရှိရပါတယ်။ဒိုင်းအေဘာလာမျိုးရှိ ASRC ုံတို့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ကြောင်းအလောင်း၁၀လောင်းရရှိခဲ့ပြီး၎င်းတို့နဲ့ကလေး၆ဦးနဲ့မျိုးသမီး၃ဦးပါဝင်ခဲ့ပါတယ်။ထို့ပြင် တောင်ပိုင်းဂါဇာရှိခါယူနစ်မြို့မှာနာဆာစေးုံတို့တိုက်ခိုက်မှု၅ကြိမ်ပြီးမှအလောင်း၂၀လောင်းလက်ခံရရှိခဲ့ကကလေး၇၃ဦးနဲ့အမျိုးသမီး၂ဦးပါဝင်ခဲ့ပါတယ်။အလဲပိုင်းဂါဇာရှိအာဒါစေးုံကို အလောင်း၃၀ရောက်ရှိခဲ့ပြီး ကလေး၁၄ဦးပါဝင်ခဲ့ကြောင်းသိရပါဗျ။လက်ရှိမှာဂါဇာဒေသရဲ့အခြေအနေဟာတင်းမာနေဆဲဖြစ်ပြီးပြစ်ခတ်ရက်စဲရေးပြန်လည်တည်ငြိမ်ရေးအတွက်စိန်ခေါ်မှုများဆက်လက်ရှိနေပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြောက်ကိုရီးယားကအမေရိကန်တပ်ဖွဲ့များကိုချိန်ရွယ်နိုင်ကြောင်းဒုံးကျည်ဖြင့်အရှက်ပြားဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့ပါမယ်။ကမရာဒေါ်နယ်ထရန့်ဟာတောင်ကိုရီးယားကိုမလာခင်မှာပဲမြောက်ကိုရီးယားကမဟာဗျူဟာမြောက်ခရစ်ဒုံးကျည်တစင်းကိုစမ်းသပ်ပစ်ခတ်လိုက်ပါတယ်။ ဒီလောက်ရဟာဒေတာတွင်းကအမေရိကန်စစ်အင်အားစုတွေကိုနျူကလ িয়ার ဖြင့်ဓာတ်ရိုက်ထိုးနှက်နိုင်တဲ့စွမ်းရည်ကိုဓာတ်ရိုက်ပြသလိုက်တာပဲဖြစ်ပါတယ်။စစ်ရေးကျွမ်းကျင်သူတွေကဒီဒုံးကျည်ဟာ Poisson 1သို့မဟုတ် Poisson 2 series ဖြစ်နိုင်ပြီး932မိုင်းကီလိုမီတာ1500အထိပြစ်ခတ်နိုင်တဲ့ကြောင်းဂျပန်နိုင်ငံကအမေရိကန်စစ်ကန်တွေကိုပါထိမှန်နိုင်စွမ်းရှိတယ်လို့သုံးသပ်ကြပါတယ်။အရေးကြီးတာကတော့ဒုံးကျည်စတင်ပြစ်ခတ်လိုက်တဲ့ချိန်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ ဂျပန်နိုင်ငံဟိုကိုစုကရေတပ်အခြေစိုက်စခန်းမှာ စိုက်ကပ်ထားတဲ့နျူကလ িয়ার တုံး USS George Washington လေယာဉ်တင်သင်းမောပေါ်ကိုတက်ရောက်ချိန်နဲ့အသိမွေးပါဘူးဒီလေယာဉ်တင်သင်းမောစိုက်ကပ်ရာအခြေစိုက်စခန်းကလည်းရောက်ကိုရီးယားဒုံးကျည်ရဲ့ပြစ်ခတ်နိုင်တဲ့အနေနဲ့ပဲထဲမှာပဲရှိနေပါတယ်ဟွာဆဲခရုစ်ဒုံးကျည်ဟာနျူကလ িয়ার ထိပ်ဖူးတည်ဆောင်နိုင်တယ်လို့ယုံကြည်ရပါတယ်ဒါရောတမရာထရန်ဟာစကားပြန်ပြောဖို့စိတ်ဝင်စားကြောင်းတစ်ခါတလေလေပြောနေပေမဲ့ရောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အန်ကတော့ နျူကလ িয়ার တပ်ဆင်နိုင်တဲ့ဒုံးကျည်တွေနဲ့ဂျပန်ကအမေရိကန်တပ်ဖွဲ့တွေကိုတိုက်ရိုက်ထိုးနှက်နိုင်တဲ့စွမ်းရည်ရှိကြောင်းဒီနည်းနဲ့ထုတ်ပြန်ပြလိုက်တာပဲဖြစ်ပါတယ်။တမရာထရန့်ကတော့လောလောဆယ်မှာတရုတ်နိုင်ငံနဲ့တွေ့ဆုံရေးကိုသာအဓိကထားတယ်လို့ပြောဆိုခဲ့ပြီးမြောက်ကိုရီးယားနဲ့တော့မကြာခင်အချိန်မီပြန်တွေ့အောင်မယ်လို့ပြောပါတယ်။ဒုံးကျည်ပြစ်ခတ်မှုနဲ့ပတ်သက်လို့သူကဆယ်စုနှစ်တည်းအကြာကလေးကဒုံးကျည်တွေပြစ်နေရပဲမဟုတ်လားဆိုပြီးရှော့ပေါ့ပြောခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ဒမရဒေါ်နယ်ထရန့်ကိုတောင်ကိုရီးယားကရင်းချမ်းရေးပေါ်ဆောင်သူဖြစ်ဂုံပြုစုရှိမြင့်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ American ဒမရဒေါ်နယ်ထရန့်ဟာဂျပန်နဲ့မလေးရှားကိုတွားရောက်ခဲ့တဲ့သူ့ရဲ့အာချခီးစဉ်ရဲ့နောက်ဆုံးခီးစဉ်ဖြစ်ဒီကနေ့ဗုဒ္ဓဟူးနေ့မှာတောင်ကိုရီးယားကိုရောက်ရှိလာခဲ့ပါတယ်။တမိုင်းဝင်မြို့တော်ဂယောင်ကျူးကိုရောက်ရှိတဲ့အခါမှာတော့စီရေးစတိုင်ဟာတခန့်တနားကြိုဆိုမှုတွေနဲ့အတူတောင်ကိုရီးယားရဲ့အမြင့်ဆုံးဂုဏ်သုဆောင်ပွဲဖြစ်တဲ့ Grand Order of Mukanwa ကို ရှိမြင့်ခံခဲ့ရပါတယ်။တန်ကိုရီးယားတမရလီဂျီမြောင်ကတမရအထရန်ကို Mukanwa စုတစိမ့်နဲ့အတူရှီဟောင်းရွှေတရဖူပုံတူကိုပေးအပ်ခဲ့ပြီးထရန်ကိုတန်ကိုရီးယားကျွမ်းကျင်ရဲ့ငင်းချမ်းရေးဖော်ဆောင်သူအဖြစ်ရှိကျူးဂုဏ်ပြုခဲ့ပါတယ်။မူကန်ဟာစုတစိမ့်ဟာတန်ကိုရီးယားရဲ့အမျိုးသားပန်းဖြစ်တဲ့ Mukanwa ကိုအစွဲပြုထားတာဖြစ်ပြီးနိုင်ငံခြားကောင်းဆောင်တွေကိုဆချာပပသာပေးလေးရှိပါတယ်။ထရန်ဟာဒီစုကိုရရှိခဲ့တဲ့ပထမဆုံးအမေရိကန်သမ္မတဖြစ်လာပါတယ်။ တမရထရာစုတစစ်ကိုလက်ခံရရှိချိန်မှာအခုချက်ချင်းဝစ်ဆင်ကျင်တယ်လို့ပြောဆိုခဲ့ပြီးအလွန်ပဲပျော်ရွှင်ကျင်နေနေခဲ့ပါတယ်။သူ့ရဲ့အဖွဲ့ကလည်းဒီလိုနှွေးထွေးတဲ့ကြိုးစုံမှုဟာရေရှည်တည်ထက်တဲ့ရှစ်ကြည်ရဲ့တင်ဂီတာလို့ပြောဆိုခဲ့ပါတယ်။ဆိုးရှည်ဆိုင်နိုင်ငံရေးတုံးတက်သူပတ်ဂျွန်ဟိုကဒီလိုရဟာတမရထရာရဲ့မာနကိုမြှင့်တင်ပေးတာဖြစ်ပေမဲ့အချိန်ထဲမှာပဲကုံသွေးရင်းနဲ့ကာကွယ်ရေးကုံကြစီခွဲဝေမှုတွေမှာ အသာစီးရဖို့အတွက် စစ်မှန်တဲ့ view ကလည်းဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။တမရထရန်နဲ့တမရလီတို့ဟာလာမယ့်လအတွင်းကိုရီးယားပုတ်ကုန်တွေပေါ်ခွန်လျှော့ချရေးစီမီကွန်ဒက်တာပူပေါင်းဆောင်ရွက်ရေးနဲ့မြောက်ကိုရီးယားဆိုင်ရာမူဝါဒတွေပေါ်ဆွေးနွေးမှုတွေဆက်လုပ်သွားဖို့မျှော်လင့်ရပါတယ်။ပထမဆုံးပြောပြပေးမယ့်သတင်းကတော့ Galaxy ပြင်ပမှာအသက်ရှင်နိုင်မဲ့အခြေခံဓာတ်ပစ္စည်းများတွေ့ရှိဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အကြသေးမီနှစ်များအတွင်းမှာ ရှုပ်ထွေးတဲ့ဓာတု molecule တွေ COMS ပုံစံမျိုးဖြစ်တဲ့အသက်ရှင်သန်နိုင်ဖို့အတွက်အခြေခံတက်ပစ္စည်းတွေဟာကျယ်ရီမွေးဖွားရာဒေသတွေနဲ့ဂျူရီဖြစ်ပေါ်မဲ့ဖွဲ့ဒီဇဂျူပန်းပြားတွေထဲမှာပုံစံပေါ်နေပြီဆိုတဲ့အထောက်အထားတွေပိုများလာပါတယ်။အခုလဲ NASA ရဲ့ Goddard Space Flight Center GSFC ကတိပ္ပံပညာရှင်တွေဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့ဟာငကားငွေတန်းဂလက်ဆီရဲ့အပြင်ဘက်မှာရှိတဲ့ ကျဲငယ်လေးတွေရဲ့ပတ်ဝန်းကျင်မှာပါအဲ့ဒီ COMS တွေကိုတွေ့ရှိနိုင်နေဆိုတာအတည်ပြုလိုက်ပါတယ်သူတို့ဟာ James Webb Agatha Telescope JWST ရဲ့ Mid Infra Instrument MIRI ကရတဲ့အချက်လက်တွေကိုသုံးပြီးကျွန်တော်တို့ရဲ့အနီးဆုံး Galaxy အနီးချင်းတွေဖြစ်တဲ့ LHC Magellanic Cloud LMC ထဲမှာကာဗွန်အခြေခံတပ်ပေါင်း၅မျိုးကိုရှာဖွေတွေ့ရှိခဲ့တာပါဒီလေးလာမှုကိုဥဆောင်ခဲ့တဲ့ Pomoka Mata Sawilo ရဲ့သူ့ရဲ့အဖွဲ့သားတွေဟာ MIRI ရဲ့ ပက်တိုဂရက်ကနေရရှိတဲ့အချက်လက်တွေပေါ်အခြေခံပြီး ST6 လို့ခေါ်တဲ့ကျေတလုံးပက်လေက ရေခဲပြင်တွေထဲမှာ COMS ၅မျိုးကိုပေါ်ထုတ်နိုင်ခဲ့ပါတယ်။အဲ့ဒီထဲမှာ acetaldehyde, acetic acid, ethanol နဲ့မီတိုင်း format တွေပါဝင်ပါတယ်။ဒီဓာတ်ပစ္စည်းတွေအားလုံးဟာကဘာပြေပေါ်မှာလည်းအသုံးချမှုတွေရှိပါတယ်။ဥပမာ ethanol ဟာအရက်တစ်မျိုးဖြစ်ပြီး acetic acid ကခြားလကာရေးရဲ့အဓိကအစိတ်ပိုင်းမှာကျန်တဲ့ဓာတ်ပစ္စည်းတွေကိုတော့ စက်မှုဓာတ်ပစ္စည်းတွေမှာအဓိကအသုံးပါတယ်။ကျွန်တော်တို့ Galaxy ထဲမှာတော့ဒီ molecule တွေကိုကျဲမေးဖွားရာဒေသတွေမှာအရင်ကတွေ့ခဲ့ပူပါတယ်။ဒါပေမဲ့အခုလို ethanol methyl format နဲ့ acetaldehyde တို့ကို ancient galaxy တခုမှာပထမဆုံးတွေ့ရှိခဲ့တာပါ။ဒါအပြင် acetic acid ကိုလည်းဒီလိမ့်လာမှုမပေါ်ခင်အထိဂျိုးရီမှာဖြစ်ပေါ်မဲ့ရေခဲပြင်တွေထဲမှာတိတိကျကျအတိပြုတွေ့ရှိခဲ့တာမရှိသေးပါဘူး။သူဒေသနာပူပေါင်းပါဝင်သူဝဲရိုရှာက ကျွန်တော်တို့ရဲ့ရေခဲ COM တွေကိုတွေ့ရှိမှုကဒီရက်လက်တွေကိုပံ့ပိုးပေးပါတယ်။ Lash Magellanic Cloud ထဲမှာအဲ့ဒီ COM တွေကိုတွေ့ရှိတာဟာကျွန်တော်တို့နေဖွဲ့စည်းပတ်ဝန်းကျင်ထက်ပိုမိုပြင်းထန်တဲ့ပတ်ဝန်းကျင်မှာတော့ဒီဓာတုတုတ်ပြန်မှုကနေ၎င်းတို့ကိုထိရောက်စွာထုတ်လုပ်နိုင်တယ်ဆိုတာကိုသက်သေပြပါတယ်လို့ပြောခဲ့ပါတယ်။ဒီရှာဖွေတွေ့ရှိမှုမှာအရေးကြီးဆုံးကတော့ COMS တွေတရှိခဲ့တဲ့ပတ်ဝန်းကျင်ပဲဖြစ်ပါတယ်။ LMCR ကဘာမီရနေအလင်းနဲ့3600တန်းခန့်ဝေးကွာပြီး ကျွန်တော်တို့နဂါးငွေရန်ဂလက်ဆီမှာရှိတဲ့ dressing အများဆုံးရဲ့၃ပုံ၃ပုံကနေတဝက်လောက်သာသူ့မှာရှိပါတယ်။ဒါ့အပြင်ခရမ်းလွန်ရောင်ကြီးစင်တန်းလည်းပုံများပါတယ်။ဒါကြောင့် LMC ရစကြဝဠာရဲ့အစောပိုင်းကာလတွေကကျဲဖြစ်တည်မှုကိုလေ့လာဖို့အတွက်အကောင်းဆုံးနေရာတစ်ခုပါ။ဘစ်ပန်းဖြစ်ပြီးနှစ်ပေါင်းတရာမှ၂00တန်းလောက်အကြာမှာပေါ်ပေါက်ခဲ့တဲ့စကြဝဠာရဲ့ပထမဆုံးကျယ်မျိုးဆက် population 3ဟာအဲ့ဒီချိန်ကလေးကရှိခဲ့တဲ့ ဟိုက်ဒရိုဂျင်နဲ့အီလီယန်ဆိုတဲ့ dressing တွေကသာပေါင်းဆက်ဖွဲ့စည်းခဲ့တာပါဒီပထမဆုံး Jerry ဟာတက်တန်းကုန်ပြီး supernova ဖြစ်ပေါက်ကွဲတဲ့အခါသူတို့ရဲ့အပြင်ဘက်အလွှာတွေကိုကမ္ဘာတလွန်းကိုဖြန့်ကျက်ပြီး carbon, oxygen, nitrogen စတဲ့ပိုလေးတဲ့ dressing တွေကိုစက်ကြော်လာတဲ့ကိုပြန့်နှံ့စေခဲ့ပါတယ်ပေါမောက်ခဆွေဝီလိုကဒီရောင်းနေတဲ့တက်တုပါဝင်မှုပတ်ဝန်းကျင်ဟာစိတ်ဝင်စားစရာကောင်းလာပါတယ်ဘာဖြစ်လို့လဲဆိုတော့ ဒါဟာစကြဝဠာပုံပုံငယ်ရစဉ်က Galaxy Ray နဲ့ဆင်တူနေလို့ပါကျွန်တော်တို့ LNC မှာတင်ယူရရှိခဲ့တာတွေကိုစကြဝဠာရဲ့ပုံမဝေးกว่าတဲ့ပုံမငယ်ရတဲ့ Galaxy တွေကိုနားလည်ဖို့အတွက်အသုံးချနိုင်ပါတယ်လို့ရှင်းပြခဲ့ပါတယ်စကြဝဠာရဲ့အစောပိုင်းကာလနဲ့ဆင်တူတဲ့ပတ်ဝန်းကျင်မျိုးမှာရေခဲ COMS တွေကိုတွေ့ရှိခဲ့တာဟာအသက်ရှင်တန်ဖို့အတွက်အခြေခံအုတ်မြစ်တွေဟာအရင်ကထင်ထားတတ်သောပြီးပုံမကျပြက်တဲ့အချိန်တွေမျိုးစုံအောင်မှာဖြစ်ပေါ်ခဲ့တယ်ဆိုတာကိုပြသနေပါတယ် ။ဒါအပြင်ဒီဖွဲ့ရဲ့တွေးရှိချက်တွေကသူတို့ဖော်ထုတ်ခဲ့တဲ့ COMS တွေဟာယူဖြစ်ပေါ်ခြင်းရဲ့အစောပိုင်းအဆင့်တွေမှာတောင် ရှင်းတန်းနိုင်ကြောင်းအကြံပြုထားပါဗျ။ဒီရလက်တွေရ COMS တွေဟာဂျူရီဖြစ်ပေါ်လာခြင်းမတိုင်မီကတည်းကရှိနေပြီးနောက်ပိုင်းမှာစောစောပိုင်းဂျူရီစီကိုစုပ်ယူရောက်ရှိကာနောက်ဆုံးမှာတက်ရှိဖြစ်ပေါ်မှုကိုဖြစ်ပေါ်စေခဲ့တယ်လို့ဆိုလိုနေပါတယ်။ဆာဝီလိုကကျွန်တော်တို့မှာ LNC မှာတစ်ခုတည်းသောရင်းမြစ်တစ်ခုပဲရှိပါတယ်။ကျွန်တော်တို့ငကားငွေတန်းထဲမှာတောင် ဒီလိုရှုပ်ထွေးတဲ့မော်လီကျူတွေတွေ့ရှိထားတဲ့ရင်းမြစ်၄ခုပဲရှိပါသေးတယ်။ဒါပေမဲ့ဒီရှားဖွေတွေ့ရှိမှုဟာစက်ကြာဝလာထဲမှာရှုပ်ထွေးတဲ့ဓာတုဝေဒဘလို့ပေါ်ထွက်လာလဲဆိုတာကိုသိနားလည်ဖို့အတွက်သိသိသာသာတိုးတက်မှုရရှိစေခဲ့ပြီးဘဝဘလို့ဖြစ်တည်လာတဲ့ဆိုတဲ့သူတေသနာအတွက်အခွင့်အလမ်းအသစ်တွေကိုဖွင့်ပေးလိုက်ပြီးဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒီလိုမျိုးဝေးလံတဲ့ကျယ်ငယ်လေးပက်တွေကရေခဲတွေနဲ့ဆက်ဆက်နေတဲ့မိမိနေတဲ့ရောင်စင်သရုပ်ဖုံမှုတွေကိုတွေ့ရှိနိုင်တာဟာ JWST ရဲ့ အလွန်ကောင်းမွန်တဲ့အာယုံခံနိုင်စွမ်းနဲ့အလွန်မြင့်မားတဲ့ရုပ်ပုံရည်သွေးတို့ကြောင့်မှ JWST မပေါ်ခင်ကတည်းကကျွန်တော်တို့ Galaxy ထဲမှာတော့မီတနော့တစ်မျိုးတည်းကိုပဲရေခဲထဲမှာတွေ့ရှိခဲ့မှုတာပါဒီလိုထူးခြားကောင်းမွန်တဲ့လေလာတွေ့ရှိချက်အသစ်တွေရဲ့အရည်သွေးတွေကြောင့်ကျွန်တော်တို့ဟာတစ်ခုတည်းသောရောင်စင်ကနေပြီးအရင်ကတည်းကအများကြီးပုံများတဲ့အချက်လက်တွေကိုရရှိစုဆောင်းနိုင်ခဲ့ပါတယ်ခင်ဗျာ အခုနားဆင်ခဲ့ရတာကတော့ကိုဖုံးမွန်တင်ဆက်ပေးခဲ့တဲ့နော်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့သိပ္ပံနဲ့နည်းပညာသတင်းတွေကိုနားဆင်ခဲ့ရတာဖြစ်ပါတယ်ရှင်။ VNB ရဲ့ညာခင်းသတင်းတင်ဆက်မှုတွေကိုဒီမှာပဲရန်နာခွင့်ပြုပါရှင်။နောက်ရက်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။အားလုံးပဲပေးရန်ကင်းကွာပြီးရှင်လန်းချမ်းမြေ့ကြပါစီရှင်။ Burma Independent Voice